အားလုံးပဲမင်္ဂလာပါဆရာကိုဆိုင်ဝမ်းပါပေတင်တဲ့အကြောင်းမြင်ဆရာပါအဲ့တော့ဒီဗီဒီယိုလေးကတော့တဲကြော်လေးတို့အတွက်ဆရာရဲ့ customer တွေချစ်ခင်ယူတည်သေးစားရတဲ့ဆရာရဲ့ customer တွေအတွက်ဆရာဒီရောင်းဆရာရဲ့ product တွေအမျိုးမျိုးပေါ့နော်အမျိုးမျိုးသော product တွေနဲ့ပတ်သက်ပြီးတော့မှဆရာစီကိုငွေလွှဲကြတဲ့နေရာမှာဆရာရဲ့ customer တွေကတော်တော်လေးကိုအခက်ခဲဖြစ်ကြတာတွေ့ရတယ်တော်တော်လေးကို ဒုက္ခရောက်ကြတာ တွေ့ရတယ်တော်တော်လေးကိုပြဿနာတက်ကြတာတွေ့ရတယ်ပေါ့နော်အဲ့ဒါကိုဆရာကကြည့်ပြီးတော့မှစိတ်မကောင်းတဲ့အတွက်ကိုဒီဗီဒီယိုလေးနဲ့ဆရာတင်ဆက်ပေးလိုက်တာဖြစ်ပါတယ်အဲ့တော့ဆရာကဒီဗီဒီယိုလေးတွေကိုဒီဘ ഹു တုတလေးတွေကို KP WP ပြုလုပ်ဆောင်ရွက်ခြင်းနဲ့ပတ်သက်ပြီးတော့မှဒီဘ ഹു တုတလေးတွေကိုဆရာဆိုင်းဝန်းက အပိုင်း1အပိုင်း2အပိုင်း3အပိုင်း4ဆိုပြီးတော့မှအပိုင်းအပိုင်း4တွေခွဲပြီးတော့မှဆရာကတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဘာလို့လဲဆိုတော့တထိုင်နဲ့ထဲမှာအကုန်လုံးပြလိုက်လို့ရှိရင်ဘာမှမသိသေးတဲ့ဓမ္မမိတ်ဆွေတို့က customer တို့ကအရန်ကိုဟုံပြီးတော့မှမလုတ်တက်မကင်တက်ကြောင်တောင်တောင်ဖြစ်သွားမှစိုးရင်တဲ့အတွက်ဆရာဆိုင်းဝန်းကမေတ္တာစေတနာနဲ့မလုတ်တက်သေးတဲ့သူတွေအတွက်ကိုမေတ္တာစေတနာနဲ့အပိုင်းလိုက်အပိုင်းလိုက်ကိုတင်ဆက်ပြတာပေးသွားမှာဖြစ်ပါတယ်เนาะဆရာဟုတ် တော့အပိုင်းအပိုင်းလေးတွေဆရာတင်ဆက်ပေးမယ်ပေါ့နော်အဲ့တော့အခုပထမဆုံးပိုင်းမှာဆရာတင်ဆက်ပေးမယ်အပိုင်းနံပါတ်1အပိုင်းကတော့ဆရာကကျူအာကုတ်အသုံးပြုနည်းကိုဆရာတင်ဆက်ပေးမှာပေါ့နော်အဲ့တော့ကိုသေးလေးတွေကကိုယ့်ရဲ့အကောင့်အနေပဲလွယ်လွယ်ဆရာတို့ကပေါ့နော် ကိုယ့်ရဲ့ကိုပိုင်အကောင့်အနေပဲလွယ်လွယ်ဟုတ်ဆရာပြထားသလိုမျိုးပေါ့နော်ကိုယ့်ရဲ့ကိုပိုင်အကောင့်အနေပဲလွယ်လွယ်စိုင်းမာပဲတွားလွယ်တွားလွယ်ဆရာတို့ကျူအာလို့ခေါ်တဲ့အရာလေးနဲ့ဆရာတို့အဲလွှဲလို့ရတယ်ပေါ့နော် အဲ့ဒီကျူဟာလွဲတဲ့အချိုးကျစုတွေကဘာတွေရမလဲဆိုတော့ဆရာတို့ကအရန်အချိုးကျစုများတယ်။ तू ကနံပါတ်လွဲတာတွေမဖြစ်တော့ဘူး။ကျူဟာနဲ့လွဲတဲ့အတွက်ကျူဟာကိုအသုံးပြုတဲ့အတွက်ဆရာတို့ထိုင်းတနိုင်ငံလုံးမှာဆိုလို့ရှိရင်ကျူဟာပဲသုံးကြတာပေါ့နော်။အဲ့ဒါကိုစကန်လို့လည်းခေါ်တယ်ပေါ့နော်။ဒီမှာဒီနေရာလေးကိုပြောတာပေါ့နော်။ဆရာတို့ဒီနေရာလေးကိုစကန်လို့ခေါ်တယ်ပေါ့နော်။ဒီနေရာလေးပေါ့နော်။ဟုတ်ကဲ့ဆရာတို့ဆင်ခြင်ပြပါပါနော်။ အဲ့တော့ဆရာဆရာတို့ထိုင်းတနိုင်ငံလုံးဆိုလို့ရှိရင်ထိုင်းကပြည်သူတွေဆိုလို့ရှိရင်ထိုင်းနိုင်ငံရဲ့ပြည်သူပြည်သားတွေဆိုလို့ရှိရင်အကုန်လုံးကတို့ကကျူဟာပဲတုံးကြတော့တာအခြေခံပြည်သူလူထုတွေကအကုန်လုံးကျူဟာတုံးတက်ကြတယ်ပေါ့နော်ဟိုးအောက်ခြေဈေးရောင်းဈေးဝယ်လုပ်တဲ့သူတွေကအစကျူဟာကိုကျွမ်းကျွမ်းကျင်ကျင်တုံးတက်ကြတာကိုတွေ့ရတယ်ပေါ့နော်ဆရာတို့တိုင်းပြည်မှာကြတော့မြန်မာလူမျိုးတွေကအခြေခံလူတန်းစားမြန်မာလူမျိုးတွေနဲ့အလက်တန်းစားမြန်မာလူမျိုးတွေရောအထက်တန်းစားမြန်မာလူမျိုးတွေရော အားနေတာကိုတွေ့ရတယ်ပေါ့နော်ဒီကျူဟာအသုံးပြုခြင်းနဲ့ပတ်သက်ပြီးတော့မှအင်မတန်တော်တော်လေးကိုအားနေတာကိုတွေ့ရတယ်ဆရာတို့နော်အဲ့တော့ဒါလုပ်ငန်းအတွက်လည်းလိုအပ်တဲ့ဒါ general knowledge အထွေထွေဘုဒ္ဓတာလေးလည်းဖြစ်တယ်နော်တကယ်လည်းအသုံးဝင်မဲ့ဘုဒ္ဓတာလေးဖြစ်တဲ့အတွက်ဆရာကဒီဗီဒီယိုလေးကိုရိုက်ရိုက်ပေးလိုက်ခြင်းဖြစ်တယ်ပေါ့နော်ဘလို့မှအဆင်မပြေတော့ဘူးပေါ့နော်ဒီလိုရှင်းပြမှပဲရတော့မှာပေါ့နော်အဲ့တော့ လောက်တက်ပြီးသားမိတ်ဆွေတွေကတော့ကြော်သွားပြီပေါ့နော်မလောက်တက်သေးတဲ့မိတ်ဆွေတွေအတွက်ကိုဒီဗီဒီယိုလေးကိုပြန်လည်ဝင်မြောက်ပေးဖို့ရာအတွက်ကိုဆရာဆိုင်းဝန်းကတောင်းဆိုပါတယ်နော်ကိုပတ်ဝန်းကျင်မှာကိုတငငချင်းတွေထဲမှာကိုမိတ်ဆွေတွေထဲမှာ Facebook နဲ့အာ Facebook တက်လီ KB နဲ့ပတ်သက်ပြီးတော့မှဝေမန်နီနဲ့ပတ်သက်ပြီးတော့မှမလောက်တက်ဘူးဆိုတဲ့မိတ်ဆွေတွေရှိတယ်ဆိုရင်ဆရာဆိုင်းဝန်းရဲ့ဒီဗီဒီယိုလေးကိုဝေမျှပေးဖို့ရာအတွက်ကိုဆရာကချစ်ခင်ယုတ်တိလေးစားဆိုတာတောင်းဆိုပါတယ်နော်ဒီဗီဒီယိုလေးကိုသူတို့ပြပေးလိုက်ပါဘောနော်အရင်ဦးဆုံးကြွာဟုတ်ပြီ ကျူအောင်ရဲ့အကျိုးကျေးဇူးတွေအများကြီးရှိတယ်ဆန်ဆန်ဝမ်းတို့ကျူအောင်ကိုတုံးတက်သွားမယ်ဆိုလို့ရှိရင်နံပါတ်မှားပြီးလွဲတာမျိုးတွေကိုယ့်ရင်ကိုယ်လွဲမဲ့ငွေကြေးအမောင့်ကိုမတိတဲ့လူရဲ့ဖုန်းနဲ့မတိတဲ့လူရဲ့အကောင့်ထဲကိုဝင်ဝင်သွားတာမျိုးတွေဖြစ်ပေါ်တဲ့ပြဿနာတွေမရှိတော့ဘူးကင်းရှင်းသွားမယ်ပေါ့နော်ကျူအောင်ကကြတော့ကျူအောင်စကန်နင်းကိုဖတ်လိုက်တာနဲ့မိမိလွှဲကျင်တဲ့လူရဲ့အကောင့်ထဲကိုထိုင်းရိုက်ရောက်သွားမှာဖြစ်တယ်ပေါ့နော်ပတ်စံကမိမိလွှဲကျင်တဲ့အကောင့်ရဲ့သူတွေကိုထိုင်းရိုက်ရောက်ရှိသွားမှာဖြစ်တယ်ဒါကြောင့်မလို့ဆရာတို့က ကျူဝါကိုများများအသုံးပြုတတ်အောင်လေ့ကျင့်ရမယ်။ကိုကလည်းပို့လို့ရတယ်။သူသူများပို့တာကိုလည်းကိုရဲ့ကျူဝါနဲ့လက်ခံလို့ရတယ်ပေါ့နော်။အဲ့ဒီအဆင်အဆင်လေးတွေပါဆရာကဒီဗီဒီယိုထဲမှာပြောပြပေးသွားမယ်ပေါ့နော်။အဲ့တော့ဆရာတို့အရင်ဦးဆုံးကျူဝါဘလို့အရင်ယူကြမလဲပေါ့နော်။ဟုတ်ပြီကျူဝါယူတဲ့ပုံစံကိုဆဆရာတို့ကြည့်ကြရအောင်ပေါ့နော်။ကိုရဲ့ကျူဝါကိုကိုပြန်ယူမယ်။သူများကိုငွေသူများကကိုငွေလွှဲတော့မယ်ပေါ့နော်။သူများကကိုစီကိုငွေလွှဲတော့မယ်ဆိုလို့ရှိရင်ဟဲ့မောင်ဖြူရင်မောင်ဝါရီเนาะ မတ်သစင်ကြီးကျမကိုကြွာလေးပေးပါအောင်ဆိုရှင်နံပါတ်လေးပေးပါအောင်ငွေလွှဲမလို့ဆိုရှင်နံပါတ်ပေးကြမလို့ဘူးကြွာလေးပဲပေးလိုက်ပေါ့နော်သူမလုပ်တတ်ဘူးဆိုသူ့ကိုတင်ပေးလိုက်ပေါ့နော်ကျူအားလေးပေးလိုက်ပေးလိုက်လို့ရတယ်ပေါ့နော်အဲ့ဒီကျူအားလေးကတော့ထုတ်ရမှာကတော့ဆရာတို့ဒါကိုယ့်ရဲ့အကောင့်ဝင်ထားတယ်ပေါ့နော်ဒါ KP ဝစ်ပြီးအကောင့်ဝင်အတူတူပဲနီးလန်းအတူတူပဲဝေမန်းနီးရတယ်နီးလန်းအတူတူပဲပေါ့နော်ဆရာတို့ဟုတ်ပြီအဲ့တော့မိမိရဲ့အကောင့်ထဲကိုငွေလက်ခံဖို့ရအတွက်ကိုကိုယ့်ရဲ့ကျူအားကိုသူ့ကိုပေးမယ်ပေါ့နော်ကိုယ့်ကျူအားကိုလည်းကိုထုတ်ထားလို့ရတယ်ပေါ့နော် ဆရာတို့ကိုကျူဟာကိုထုတ်တဲ့နီးလန်းကိုတော့ဆရာပြောပြမယ်ပေါ့နော်မိမိရဲ့ကျူဟာလေးကိုဆရာတို့ဘယ်လိုလုပ်ရမလဲဘယ်လိုထုတ်ရမလဲပေါ့နော်ကိုကျူဟာကိုထုတ်မယ်ပေါ့နော်ဆရာတို့ဒီငွေလက်ခံဆိုတဲ့ဟာလေးကိုနှိမ့်ရမယ်နော်ဆရာတို့ဒီမှာနော်အားလုံးမတွေ့ရနောက်တော့ငွေလက်ခံနဲ့ဟုတ်ပြီနော်ဒီငွေလက်ခံဆွဲဟာလေးကိုဆရာတို့နှိမ့်လိုက်မယ်နော်ဒီငွေလက်ခံဆွဲဟာလေးအားလုံးတွေ့ရလားမြင်ရလားတချို့ဦးတော်တော်ဖိုးဖိုးဖွားတွေကဟောဖြစ်တယ်ပေါ့နော်မျက်လုံးမကောင်းတာမျိုးတွေရှိတတ်တယ်ပေါ့နော်ဒီငွေလက်ခံဆွဲလေးကိုဆရာတို့နှိမ့်လိုက်မယ်ပေါ့နော် ဟုတ်ပြီနော်မြင်ရပြီနော်ဟွန်းဒီငွေလက်ခံလေးကိုနှိပ်လိုက်မယ်နော်အဲ့လိုနှိပ်လိုက်တာ ਨੇ ဒီမှာမိမိရဲ့ကိုပိုင်ကျူအာပေါ်လာတယ်ပေါ့နော်အဲ့လိုလေးနှိပ်လိုက်တာ ਨੇ ဒါမိမိရဲ့ကျူပိုင်ကုနော် ကိုကိုပိုင်ကျူအာပါနော်ကိုပိုင်ကျူအာလေးပေါ်လာပါပြီနော်အဲ့လိုပေါ်လာပြီဆိုလို့ရှိရင်ပုံကိုသိမ့်ပြီဆိုတာကိုဆရာတို့နှိပ်လိုက်ရုံပါပဲနော်ပုံကိုသိမ့်ပြီဆိုတာကိုဆရာတို့နှိပ်လိုက်ရုံပါပဲဒီမှာပုံကိုသိမ့်ပြီနော်နှိပ်လိုက်တာ ਨੇ စစ်စံဖိုင်တွေသိမ့်ပြီဖြစ်ပါသေးတယ်အော်တိုပေါ်လာတယ်ကိုရဲ့ ဂယ်လရီထဲမှာပေါ့နော်ဓာတ်ပုံအဘန်ထဲမှာသူကအော်တိုသိမ့်ပေးလိုက်တာပေါ့နော်အော်တိုသိမ့်ပေးလိုက်တာဖြစ်ပါတယ်အဲ့တော့ဆရာသွားကြည့်ရအောင်ပေါ့နော်ဓာတ်ပုံအဘန်ထဲကိုသွားကြည့်ရအောင်ဩဒီမှာရောက်နေပါပြီနော်ဒါဆိုရင်ကိုယ့်ရဲ့ကျူအားကဓာတ်ပုံအဘန်ထဲမှာရောက်ရှိနေပြီဖြစ်ပါတယ်နော်အဲ့တော့တရားရောက်ကိုတရားရောက်ကကိုယ့်စီကိုငွေလွှဲတော့မယ်ဆိုလို့ရှိရင်ဒီကျူအားလေးကိုပေးလိုက်ရုံပဲနော်ဆရာတို့ကတရားရောက်ကကိုယ့်စီကိုငွေလွှဲတော့မယ်ဆိုလို့ရှိရင်ဟဲ့မောင်ဖြူကြီးမက်ဝါကြီးကိုအောင်ကြီးငွေလေးလွှဲခြင်းလို့ပါဆိုဒီကျူအားလေးကိုရော့အွန်းဆိုပြီးပေးလိုက်ရုံပဲ ဖုန်းနံပါတ်ပေးနေစရာမလိုဘူးဖုန်းနံပါတ်ပေးတာကကြတော့ဘာဖြစ်လို့လဲဆိုတော့ဆရာတို့ဖုန်းနံပါတ်ပေးတာကကြတော့နံပါတ်လွဲသွားလို့ရှိလို့ရှိရင်အရန်အန္တရာယ်များတယ်ကိုပစံကသူများတဲ့ကိုဝင်သွားပြီဆိုရင်သူများကပြန်မပေးဘူးဆိုဘာမှမတတ်နိုင်တော့ဘူးเนาะဆရာတို့ဘာမှလုပ်လို့မရဘူးเนาะကိုပစံသူများတဲ့ကိုမှားလွဲလိုက်လို့သူများကပြန်မပေးဘူးဆိုရင်ဘာမှလုပ်လို့မရတာတိုင်လို့လည်းမရဘူးတော်လို့လည်းမရဘူးကိုကမှားလွဲတာလေကိုကမှားလွဲလိုက်တာဖြစ်တဲ့အတွက်သူများအချင်းရောက်ပြီးမပေးချင်တော့တာဖြစ်တဲ့အတွက်ကိုကပြန်တောင်းလို့မရတော့ဘူး เนาะအဲ့အန်ဒီရီတွေရှိတဲ့အတွက်ဒီကျူဟာကိုအသုံးပြုတတ်ခြင်းဖြင့်ဆရာတို့အန်ဒီရီတော်တော်ကင်းမယ်ပေါ့နော်အဲ့အချက်ကိုခံစားရမယ်เนาะအဲ့တော့ဒါကကိုကျူဟာထုတ်တဲ့နီးเนาะဒီပထမနီးကကျတော့ကိုရဲ့ကျူဟာထုတ်တဲ့နီးပေါ့နော်ဆရာတို့เนาะအဲ့တော့ဆရာတို့ဒါကိုကျူဟာထုတ်တဲ့နီးပြီးသွားပြီပေါ့နော်အဲ့တော့ဆရာတို့ကပြန်ထွက်မယ်ပေါ့နော်ဘန်းနဲ့ပြန်ထွက်မယ်ဟုတ်ပြီအဲ့တော့သူများစီကိုလွှဲမယ်เนาะခုနကကျတော့ကိုရဲ့ကျူဟာကိုထုတ်တာเนาะမှတ်ထားเนาะမှတ်မိတယ်เนาะဒီငွေလက်ခံဆွဲနေရမှာကိုကျူဟာကိုထုတ်တာအခုကကျဆရာတို့ကသူများစီကိုလွှဲမယ်ဆရာတို့က နော်အဥပဆရာဆိုင်ဝါစီကိုထိဝဲမယ်ထိဝဲမယ်ဆရာဆိုင်ဝါစီကိုလွှဲမှာဟုတ်ပြီနော်အဆရာဆိုင်ဝါစီကိုလွှဲမယ်ဆိုလို့ရှိရင်တဲလေးတို့ကဆရာဆိုင်ဝါရဲ့ကျူဟာကိုတောင်းလိုက်တယ်နော်ဆရာဆိုင်ဝါရဲ့ကျူဟာကိုတောင်းလိုက်တယ်ပေါ့နော်တောင်းလိုက်ပြီးလို့ရှိရင်ဆရာဆိုင်ဝိုင်းရဲ့ကျူဟာရပြီတဲလေးတို့ကဆရာဆိုင်ဝိုင်းရဲ့ကျူဟာကိုရသွားပြီပေါ့နော်ရသွားလို့ရှိရင်အဲ့ကျူဟာကိုဓာတ်ပုံအဲဗန်ထဲမှာတင်ထားဓာတ်ပုံအဲဗန်ထဲမှာတင်ထားစိတ်ထားပေါ့နော်အဲ့လိုစိတ်ထားပြီးပြီဆိုလို့ရှိရင်ကျွန်တော်ဒီ second round နှိပ်ရမယ်ဆရာတို့ကဒီမှာ second နဲ့တွေ့လာနော်တချို့မျိုးလုံးမကောင်းတဲ့ ဦးတော်တော်လေးအတွက်ဒီမှာစကန်ဟာမေနော်နော်ဒီစကန်ကိုနှိပ်ရမယ်နော်အဲ့တော့ကျူဝါကိုဓာတ်ပုံအဲ့ဗန်ထဲမှာဆက်လို့အရင်သိမ်းရမယ်နော်အဲ့လိုနှိပ်လိုက်မယ်နှိပ်ပြီးတော့လို့ရှိရင်စကန်ဖတ်တဲ့ဟာလေးပေါ်လာပြီဒီမှာနော်သူကစကန်ဖတ်တဲ့ဟာလေးပေါ်လာပြီပေါ်လာပြီဆိုလို့ရှိရင်ဆက်တို့ဒီမှာဓာတ်ပုံအဲ့ဗန်ထဲမှာတွေ့လားခုနကကျူဝါကိုသိမ်းထားတယ်လीဓာတ်ပုံအဲ့ဗန်ထဲမှာသိမ်းထားတယ်လीဒီမှာဓာတ်ပုံအဲ့ဗန်နော်ဒါကတော့ဒါလိုက်ဒါလိုက်စကန်ဖတ်တာပေါ့ ီကွင်းလေးကတော့ဒါရိုက်စကန်ဖတ်တာအပြင်မှာပေးကျင်နေဆိုရင်ဒါရိုက်စကန်ဖတ်တဲ့ဟာလေးပေါ့နော်ထိုင်းနိုင်ငံတနိုင်ငံလုံးမှာတော့ဒီလိုဒီစကန်နဲ့ပဲအသုံးပြုတာအကုန်လုံးပါပေါ့နော်တွွန်းကျကျကျကိုတော့အသုံးပြုအသုံးပြုတတ်ကြတာကိုတွေ့ရတယ်ပေါ့နော်ဝမ်းသာစရာပေါ့နော်ဆရာတို့အဲ့လိုမျိုးတွေ့ရတယ်ပေါ့နော်အဲ့တော့ဆရာတို့ထပ်ပုံ email ကိုနှိပ်လိုက်မယ်နော်နှိပ်လိုက်ပြီဆိုရင်ဆရာစိတ်ထားတဲ့ဟာလေးတွေဒီမှာဝင်လာပြီနော်ဒါစိတ်ထားတာလေးနေဝင်လာပြီဝင်လာဆိုရင်ဆရာကအခုတခြားတယောက်ကိုလွှဲမယ်ဓမ္မဒီနေရာမှာဓမ္မမိတ်ဆွေတို့ကတော့ဆရာရဲ့ဒီမှာစတီကျူအာကိုလွှဲရမှာပေါ့ ဆရာကတော့သူများကိုလွှဲပြမှာလीเนาะအဲ့တော့ဒီမှာဆရာကလူတယောက်ကိုဆရာဒီမှာစကန်ဖတ်လိုက်မယ်နှိပ်လိုက်မယ်အဲ့ဒါလေးကိုနှိပ်လိုက်ရုံပဲဘာမှမလိုဘူးเนาะဘာမှမလိုဘူးเนาะဒီမှာကိုဓာတ်ပုံအဘန်ကိုသွားမယ်ဒီကိုရောက်သွားမယ်เนาะဒီကိုရောက်သွားမယ်เนาะဆရာပြန်ပြမယ်เนาะအစားဆုံးပြန်ပြမယ်เนาะโอเคဒီကိုကိုယ့်ရဲ့အကောင့်ထဲဝင်ပြီသူများဆရာဆိုင်ဝမ်ကိုလွှဲတော့မယ်နော်ဆရာဆိုင်ဝမ်ကိုလွှဲတော့မယ်စကန်ကိုနှိပ်ပြီးဒီထဲကိုရောက်သွားပြီးပြင်ဓာတ်ပုံအဘန်ဒီမှာဓာတ်ပုံအဘန် ကိုကျူဟာကိုဆရာဆိုင်ဝိုင်းရဲ့ကျူဟာကိုစိတ်ထားတယ်ဓာတ်ပုံဂယ်လရီထဲမှာစိတ်ထားတယ်တင်းထားတယ်အဲ့ဒါကိုနှိပ်လိုက်မယ်နှိပ်ပြီးတော့လို့ရှင်ဆရာဆိုင်ဝိုင်းရဲ့ကျူဟာကိုဒီမှာတစ်ချက်နှိပ်လိုက်မယ်เนาะဒါကတော့သူများဟာပါတော့ဆရာအကောင့်ထဲကိုတန်းရောက်သွားလိမ့်မယ်တိလားအဲ့လိုနှိပ်လိုက်တဲ့နဲ့ဆရာဆိုင်ဝိုင်းရဲ့အကောင့်ထဲကိုတန်းရောက်သွားလိမ့်မယ်ဘယ်မှမလွယ်ဘူးအဲ့ဆိုရှင်ဆရာတို့လာပြီเนาะနောက်တစ်ချက်လာပြီเนาะဒီမှာဆရာတို့ငွေမောင်းရေးမယ်เนาะခုเนาะဆရာခု100 500เนาะဒီမှာဒါနမူနာပြမှာဖြစ်တဲ့တွေ့ဒီမှာ900 ဆရာရိုက်လိုက်ပြီဒါကိုကိုလွှဲကျင်တဲ့အမောင်ပေါ့ဆရာခုထီလက်မှတ်6000ဆို6000ရိုက်လိုက်ပြီရိုက်လိုက်ပြီးလို့ရှိရင်ဒီနေရာမှာလာပြီးရေးကြီးတဲ့ကဏ္ဍအခန်းကဏ္ဍလုံးဝအင်မတန်ကိုထူးထူးခြားခြားအရေးကြီးတဲ့ကဏ္ဍလာပါပြီเนาะအရန်ရေးကြီးတယ်เนาะဒီနေရာမှာเนาะတဲလေးတို့ကြည့်ရှုသူတဲလေးတို့ဒါအပိုင်းတက်ပေါ့เนาะအရန်ရေးကြီးတယ်เนาะမှတ်ချက်ရေးရတယ်တွေ့လားเนาะဒီမှာမှတ်ချက်ရေးရတယ်တွေ့လားဒီနေရာမှာထီဖို့လို့လုံးဝမရေးပါနဲ့เนาะဒီနေရာမှာဆရာတို့ ထီဖိုးဆိုပြီးလုံးဝလုံးဝမရေးပါနဲ့ဗျာလုံးဝမရေးပါနဲ့ဆရာเนาะအนูညွတ်ကြင်ညာပါတယ်เนาะလုံးဝထီဖိုးလို့မရေးပါနဲ့နှုတ်တရားစာတလုံးနဲ့เนาะဆရာတို့မရေးပါနဲ့เนาะပြီးလို့ရှိရင်မှုသားမပါလင်္ကာမချောတယ်เนาะမှုသားမပါမထီဝယ်နေကြတာเนาะမှုသားမပါလင်္ကာမချောတယ်เนาะလုံးဝမရေးပါနဲ့เนาะအထီဖိုးလို့လုံးဝမရေးပါနဲ့ happy money လို့ရေးမယ်เนาะဒါမှထောက်လိုက်မယ်เนาะထောက်လိုက်မယ်ဆရာတို့ happy money လို့ရေးမယ်เนาะโอเค H A P P Y happy m o n e y ဆရာရိုက်နေကြဆိုအော်တိုပေါ်လာပါပဲ happy money ဒါပဲပြီးပြီဒါလေးပဲဒီမှာ happy money ဒါလေးပဲเนาะတယ်လေးတို့เนาะဒါလေးပဲเนาะကျန်တာမလို့เนาะဒါလေးပဲเนาะ happy money နားလေဝိုင်းเนาะထီဖို့လို့လုံးဝမရည်ဘူးเนาะဆရာတို့ဒီနေရာမှာထီဖို့ထီဖို့ထီဝဲထီထိုးထီဖို့ထီဝဲထီထိုးထီဝဲထီဖို့ထီထိုးထီထိုးလုံးဝမရည်ပါနဲ့ အန်တရေများပါတယ်နော်အန်တရေများပါတယ်အကောင့်ပိတ်သိမ်းခံရနိုင်ပါတယ်နော်အကောင့်ပိတ်သိမ်းခံရနိုင်ပါတယ်ဆရာထပ်တလဲလဲကြည်ညာပါတယ်နော်ဒါမှတ်ချက်နေရာမှာ happy money ဆိုပြီးရေးလိုက်တယ်ပြီးရင်ဆရာတို့ကငွေလွှဲမြည်ကိုနှိပ်လိုက်မယ်နော်ငွေလွှဲမြည်နှိပ်လိုက်မယ်ပြီးရင်ဆရာတို့ငွေပေးချိန်မယ်နော်ဒီမှာ ठी တွေဝင်နေကြတယ်ငွေရတောက်လျှောက်ဝင်နေတယ်ဟိုငွေဝင်လမ်းကြောင်းများတယ်ပေါ့နော်ဒီမှာအားလုံးမမြင်တဲ့အတိုင်းပဲဆရာစီကိုထီထီကဝယ်နေကြတာငွေဝင်လမ်းကြောင်းများတဲ့အတွက်လာပြီနော်နောက်တစ်ဆင့်လာမှာနော် ငွေဝင်လမ်းကြောင်းကအရန်များတယ်ငွေဝင်လမ်းကြောင်းများတဲ့အတွက် screen shot တက်တယ်မပို့လို့မရအောင်ဆရာအောင်ဒီလိုငွေလွဲပြီးပြီဆိုတာနဲ့ screen shot တက်တယ်မပို့လို့ရှင်ဆရာတိုင်ပတ်တယ်အာလူချင်းမင်းတို့ပေးတဲ့ပတ်စံကိုဆရာစစ်လို့မရအောင်ဆရာကြီးကျွန်မလွှဲလိုက်ပြီလေမောင်ချောင်းအောင်နာမည်နဲ့လွှဲလိုက်တာလေမတိတာနာမည်နဲ့လွှဲလိုက်တာလေဆရာကျွန်မလွှဲလိုက်ပြီလေဒီတိုင်းပြောလို့မရအောင်နောက်ဒီမှာအားလုံးနဲ့မြင်တဲ့အတိုင်းပဲပတ်စံကဝင်နေတာအများကြီးဝင်နေတာ ်ဆရာစီကိုတကဘာလုံးဝရွှေမြမာတွေကထိထိုးနေကြတာဆိုတော့ဆရာစီကိုဝင်ဝင်လမ်းကြောင်းနေရအများကြီးဝင်နေတာဖြစ်တဲ့အတွက်ဆရာမောင်ကျော်ဦးနာမည်နဲ့လွှဲလိုက်ပြီလေအဲ့လိုသွားပြောလို့မရအောင်ဆရာတို့ကစကရင်ရှော့တက်တည်ကိုငွေလွှဲပြီးတဲ့အကြောင်းစကရင်ရှော့တက်တည်အင်မတန်ရေးကြီးပါတယ်စိုင်မှာလွှဲတယ်ဆိုစိုင်ကို တောင်းခံပါတဲလီတို့နော်စိုင်မှာလွှဲတယ်ဆိုစိုင်ကို တောင်းခံပါတဲလီတို့အရေးကြီးတယ်နော်အရေးကြီးတယ်နော်တဲလီတို့အရေးကြီးတယ်နော်အဲ့တော့ကိုကကိုလွှဲမယ်ဆိုရင်လည်းကိုကကိုစကရင်ရှော့ရိုက်ပါအဆင်ဆင်ပြပါမယ်နော်အဆင်ဆင်တင်ပေးသွားမယ်နော် ော့ဟုတ်ပြီဆရာတို့ငွေပေးချိန်မယ်နှိပ်လိုက်မယ်နော်ငွေပေးချိန်မယ်ပြင်ဆရာတို့ပတ်စော့ပတ်စော့နှိပ်မယ်နော်ဆရာပတ်စော့နှိပ်လိုက်မယ်နော်ခဏလေးအိုကေဟာဆိုရင်ရောက်သွားပြီနော်ရောက်သွားပြီအဲ့တော့ဒီနေရာမှာဒီလိုလေးပေါ်လာပြီဆရာတို့နော်ငွေဒီမှာဝင်နေတယ်တောက်လျှောက်ဒီလိုလေးပေါ်လာတယ်ပေါ့နော်ဒီလိုလေးပေါ်လာတယ်ဆိုရင်ဒါဒါအသက်ပဲဒီ screen ပြင်ကြီးကအသက်ပဲပေါ့နော် အသက်ပဲအဲ့တော့ပထမဦးဆုံးစလုပ်တဲ့သူတွေကတော့ပထမဦးဆုံးစလုပ်တဲ့မိษွေတွေကတော့လူကြီးမင်းတို့ကတော့ပြေစာအားသိမ့်ပြီဆိုတော့နှိပ်ရပါမယ်နော်ပထမဦးဆုံးဓာတ်ကိုစလုပ်တဲ့သူတွေကတော့ပြေစာအားသိမ့်ပြီဆိုတဲ့စာကိုနှိပ်ရပါမယ်နော်အဆင်ပြေသည်ကိုမနှိပ်နဲ့နော်အောက်ကပြေစာအားသိမ့်ပြီဆိုတော့နှိပ်ပေးပါအဲ့ဒါမှဒီ screen shot ကကိုယ့်ရဲ့ဓာတ်ပုံ gallery ထဲကိုဝင်သွားမှာဖြစ်ပါတယ်เนาะလူချင်းမင်းတို့ရဲ့ဓာတ်ဒီ screen shot ကြီးကဒါကြီးက ကိုယ့်ရဲ့ဖုန်းဓာတ်ပုံအေဘန်လေးကိုဝင်သွားမှာဖြစ်ပါတယ်เนาะအဲ့ဒါအဓိကပဲဝင်လွှဲတဲ့နေရာမှာအဲ့ဒါပြဿနာတက်နေတာဒီ screen shot တော်တော်ပြဿနာတက်နေတာဝင်လွှဲပြီးလို့ရှိရင် customer တွေကဘာလို့ကြားလဲဆိုဆရာကျွန်မလွှဲလိုက်ပြီเนาะဆရာကျွန်တော်လွှဲလိုက်ပြီเนาะလွှဲထားတယ်เนาะရောက်လာကြည့်ပေးပါအောင်အမလေးကျုပ်တို့ကတကယ်ပါလုံးဝရွှေမြန်မာတွေကကျုပ်တို့ထီအားပေးနေတာလीထောင်ချီတော့လူတွေကထီအားပေးနေတာဒါတော့ဝင်ဝင်လမ်းကြောင်းနေအများကြီးဘယ်လိုသွားစစ်မှာတော့ဟုတ်တယ်เนาะ နားလည်သွားပြီเนาะအဲ့တော့ဆရာကအရန်ကိုကိုချင်းဆောက်လို့ဒီဗီဒီယိုလေးနဲ့တင်ဆက်ပေးလိုက်တာဗောနော်နားမလည်တာရှိသည်ဒီတာဒါတော့နားမလည်တာရှိသည်ရဲ့ဆိုရင် comment မှာရေးသွားပေးဆရာပြောပေးမယ်စိတ်ရှင်ရှင်းတဲ့ကိုတင်ပေးမယ် comment မှာနားမလည်တဲ့နေရာကို comment မှာရေးသွားပေးလိုက်เนาะဟုတ်ပြီအဲ့တော့ဒါလေးကအသက်ပဲဒီပြေစာလေးကအသက်ပဲပေါ့နော်အရင်ဦးဆုံးပထမဦးဆုံးလုပ်တဲ့လူတွေကပြေစာအားသိကြီးဆိုနှိပ်ရမယ်နော်လုပ်ပြီးသားလူတွေကတော့အစဉ်ပြေဒီကိုနှိပ်လိုက်ရပြီဒီနေရာမှာဆရာတို့က ဒီလှုပ်ဆောင်မှုအမတ်ဆိုတာအရေးကြီးဆုံးပဲအဲ့ဒါအသက်ပဲဒီမှာတွေ့လားလှုပ်ဆောင်မှုအမတ်တယ်တွေ့လားတုံညာဘလောက်ဘလောက်ဘလောက်ဆိုတာလေအဲ့ဒါအရေးကြီးဆုံးပဲအရန်အရေးကြီးတယ်အဲ့ဒါဒီကောက်နံပါတ်နဲ့ဆရာတို့ကတိုက်ဆက်ရတာနော်လူကြီးမင်းတို့ပေးလာတဲ့ပတ်စံကိုဆရာတို့ရဲ့ဘန်ထဲမှာဒီလူကြီးမင်းတို့ပေးလာတဲ့ screenshot နဲ့လူကြီးမင်းတို့ပေးလာတဲ့ပြေစာတက်တည်နဲ့ဒီရဲ့ကုတ်နဲ့ဆရာတို့ကတိုက်ဆက်ရတာ အဲ့လိုတိုက်စစ်လိုက်တော့မှငွေဝင်လာနေမှာเนาะငွေလန်းငွေဝင်လန်းကြောင့်နေမြင်တဲ့အတိုင်းပဲတွေ့ရเนาะတောက်လျှောက်ဝင်နေတယ်เนาะထီထိုးတဲ့လူတွေကအများကြီးပဲเนาะအဲ့ကြောင့်ကိုချင်းစာကြီးကြီးလေဆရာကျမလွှဲလိုက်ပြီလေမအင်းနာမည်နဲ့လွှဲထားတာလေမနက်ကလွှဲထားတာလေဘလို့သွားစစ်မလဲဆရာတို့ဘလို့သွားစစ်မလဲကိုချင်းစာဝါကြီးလားเนาะတချို့မလုတ်တက်သေးတဲ့ကတ်ဆတ်မာတွေဂျာကိုကြီးလိုက်တဲ့အချိန်မှာကိုချင်းစာတက်သွားပြီလား လွှဲထားတယ်ပဲစွတ်ပြောနေတာပေါ့နော်တက်တေချာမပေးပဲနဲ့လွှဲထားတယ်ပဲစွတ်ပြောတော့ဆရာတို့ကငွေလက်ခံတဲ့သူတွေကငွေဝင်လမ်းကြောင်းအလောက်များတာဒီဗီဒီယိုထဲမှာတော့မြင်နေတဲ့အတိုင်းပဲငွေဝင်လမ်းကြောင်းဒီလောက်များတာပေါ့နော်ဒီလှုပ်ဆောင်မှုအမှတ်နဲ့တိုက်စစ်ရတာဆရာတို့ကဒီလှုပ်ဆောင်မှုအမှတ်လုပ်ငန်းစဉ်အမှတ်လို့ခေါ်တာပေါ့နော်ဒီလှုပ်ဆောင်မှုအမှတ်မပေးပဲနဲ့ဘလို့မှတိုက်စစ်လို့မရအောင်အဲ့တော့ဆရာတို့ထီထိုးတဲ့သူတွေကိုကော်ဖန်လုပ်ပေးလို့မရဘူးပေါ့နော်ပြောချင်တာကတော့ဘလောက်ပဲ၁၀သိန်းပဲပို့ထားပို့ထားသိန်း၂၀ဘိုးပဲထိုးထားထိုးထား၅သိန်းဘိုးပဲထီတွေကိုထိုးထားထိုးထား ပေါက်သွားလို့ရှိရင်သိမ်းတန်းချီပြီးပေါက်သွားလို့ရှိရင်ဆရာတို့လုံးဝမလျော်ပေဘူးလုံးဝမလျော်ပေဘူးဘာလို့ဆိုတော့ဒီပြေစာမပြနိုင်တဲ့အတွက်ဒီလုပ်ငန်းစဉ်ကိုမပြနိုင်တဲ့အတွက်ဒီတက်တေကိုမပြနိုင်တဲ့အတွက်ခုနဆရာပြောလို့ပေါ့နော်ဟဲ့ဆရာကြီးချမလွှဲထားပြီးပြီလေမတင်လားနာမည်နဲ့ချမလွှဲထားတာလေမတန်တာနာမည်နဲ့ချမလွှဲထားတာလေဆရာဘယ်ချိန်တော့ချမလွှဲထားတာလေ노အဲ့လိုပြောလို့မရပါဘူးနှုတ်တရားအစားတစ်လုံးမှာအဲ့လိုသွားပြောလို့မရပါဘူးလူအများနဲ့အလုပ်လုပ်တာဈေးရောင်းစားတာလူအများနဲ့အလုပ်လုပ်တာကိုတယောက်တည်းကိုရောင်းနေတာမဟုတ်ဘူးဆရာဆိုင်ဝမ်းက ုတ်တယ်နော်မိမိတယောက်တည်းကိုရောင်းနေတာမဟုတ်ဘူးလူချင်းမင်းတို့တယောက်တည်းကိုရောင်းနေတာမဟုတ်ဘူးအများကိုရောင်းပေးနေတာဖြစ်တဲ့အတွက်ဒီတက်တရာအရန်ရေးကြီးတယ်ပြဿနာအကြီးကြီးတက်တယ်နော်အခုရောင်းတဲ့နေရာမှာဆရာတို့အဲ့ပြဿနာအကြီးကြီးတက်တယ်နော်လုံးဝတောင်းမလာဘူးလောင်းမှာနော်အပိုင်းနေလောင်းမှာနော်အပိုင်းတစ်အပိုင်းနေလောင်းမှာနော်ပြဿနာတွေရှိသေးတယ်နော်နောက်ထပ်ဒီကေပေးဝေမန်းကြီးကိုတော်တော်တို့မြန်မာနိုင်ငံသူနိုင်ငံသားတွေတော်တော်တိုင်ပတ်နေကြတာတော်တော်ပြဿနာတက်နေတာသူများထိုင်းနိုင်ငံကပြည်သူလူထုတွေကစကန်တို့ကျူဝါတို့စကန်တို့ကို သုံးလို့တောင်မှဟို digital money ခက်ကိုရောက်နေတဲ့ခက်မှာဒို့မြန်မာနိုင်ငံသူနိုင်ငံသားတွေကဒီကျူဟာနဲ့ဒါဒီကေပေးဝယ်ပေးမှာတိုင်ပတ်နေတဲ့အစ်စ်မှာပဲကြံနေခဲ့တယ်ပေါ့နော်။ကြောင်ပြပြီးတိုင်ပတ်နေတယ်ပေါ့နော်။ဒီကျူဟာစကန်နေလုံးတဲ့အစ်စ်မှာနေကြောင်ပြပြီးတိုင်ပတ်နေတယ်ဒို့ပြည်သူပြည်သားတွေကပေါ့နော်။အဲကြောင့်ဆရာမခန့်ခြင်းလို့ ကိုခုနှစ်ရက်သားသမီးကိုဆရာကအမောခံအမြုပ်ထွက်ခံပြီးဆရာရှင်းပြလိုက်တာပေါ့နော်အမှန်တမ်းပြောဆရာနီးပညာသမားလည်းမဟုတ်ဘူးနီးပညာဆရာလည်းမဟုတ်ဘူးဆရာဘေးလင်းဆရာအကြောင်းမြင်ဆရာနော်ဒါပေမဲ့ကို customer တွေအခက်ခဲဖြစ်နေတဲ့အတွက်ဆရာကလည်းနော်လူလက်ပိုင်းလူကြီးတယောက်ဖြစ်တဲ့အတွက်အတိပေးတဲ့နယ်လို့ထင်လို့ကို customer တွေကိုအတိပေးတဲ့နယ်လို့ထင်လို့ဒီဗီဒီယိုလေးနဲ့ဆရာလုတ်ပေးလိုက်တာเนาะလုတ်ပေးလိုက်တာအဲ့တော့ဒါ Facebook ပေါ်တော့တင်လို့မရဘူးဒါဟိုတင်ခွင့်မရှိဘူးကအကောင့်ထိတယ်ပေါ့เนาะဆရာ Telegram မှာပဲတင်ပေးမယ်เนาะ Facebook ပေါ်မှာတော့တင်လို့မရအောင်အကောင့်ထိတယ်။အဲ့တော့ဒီလုပ်ငန်းစဉ်ကနော်အရေးကြီးတယ်။ဒီလုပ်ငန်းစဉ်ငွေလွှဲတိုင်းငွေလွှဲတိုင်းကိုကိုကကိုလွှဲလွှဲစိုင်းပါပဲလွှဲလွှဲဆရာတို့လုပ်ငန်းစဉ်နံပါတ်ကအရေးကြီးပါတယ်နော်။အဲ့တော့အဆင်ပြေသည်ကိုဆရာတို့နှိပ်လိုက်ရုံပဲအဆိုပြီးသွားပြီရပါပြီ။ဝင်သွားပြီဟိုဘက်ကိုနော်။အဲ့တော့တချို့ကရှိတယ်ဒီနေရာမှာအဲ့လိုလွှဲလိုက်လို့အဲ့ဒီအဆင်ပြေသည်ပြေစာသိမ့်ပြီဆိုရင်ဟာမပေါ်ပဲနဲ့ပြောင်ကြီးပေါ်တာရှိတယ်တချို့က ဘာလုပ်ငန်းစဉ်မှာမပါဘူးတိလားဘာလုပ်ငန်းစဉ်နံပါတ်မှာမပါဘူးဖြောင်ကြီးပဲလေအောင်မြင်စွာပို့ဆောင်ပြီးပါပြီဆိုရင်ဖြောင်ကြီးတိလားဒိတ်တွေလည်းမပါဘူးလုပ်ငန်းစဉ်တွေလည်းမပါဘူးဖြောင်ကြီးပေါ်လာတာရှိတယ်တချို့ကင်ပေးတွေကငွေလွှဲလိုက်တာနဲ့ခုနကဆရာတို့ပြေအခုနကဆရာတို့ပြေစာသိမ့်ကြီးဆွဲနေရမှာအရေးကြီးတယ်ပေါ့နော်အဲ့တော့အစင်ပြေဒီကိုနှိမ့်မလားတခါမှမလုပ်ဘူးသေးတဲ့သူကကေပေးဒီကိုတခါမှမလွယ်ဘူးသေးတဲ့သူကအစင်ပြေဒီနဲ့ပြေစာသိမ့်ကြီးဆွဲနေရမှာဆရာ စောစောလေးတော့တေချာရိုက်ပြပေးသွားတယ်လीเนาะအပြေစာသိမ့်ပြီဆိုတော့နေရမှာเนาะပြေစာသိမ့်ပြီဆိုတော့နေရမှာတကယ်လို့ပြေစာသိမ့်ပြီဆိုတော့မနှိမ့်လိုက်မိဘူးဆိုလို့ရှိရင်သူကငွေလွှဲလိုက်တာနဲ့အဆင်ပြေပြီဆိုပြီးဒါဒါတွေမပေါ်တော့ဘဲနဲ့ဒီလုပ်ငန်းစဉ်တွေဒီထိတ်တွေနာမည်တွေမပေါ်တော့ဘဲနဲ့ဖြောင်ကြီးပဲပေါ်သွားမှာနော်အဆင်ပြေပြီဆိုရဲဖြောင်ကြီးပဲပေါ်သွားမှာအဲ့ဆိုရင်တစ်ဖက်ကငွေလက်ခံတဲ့သူကဆရာတို့လက်ခံလို့မရဘူး တိုက်ဆက်လို့မရဘူးငွေလက်ခံတဲ့သူကတိုက်ဆက်လို့မရဘူးအင်မတန်ခက်ခဲဖြစ်တယ်ပေါ့နော်အဲ့ဒါလေးတွေကိုကတိထားရမယ်ပေါ့နော်ဟုတ်ကဲ့အဲ့ဆရာဆက်ပြောမယ်နော်အဲ့တော့ဆရာတို့ကဒါနောက်ဆုံးအောင်မြင်သွားပြီပေါ့နော်အဲ့လိုမျိုးပို့လိုက်ပြီဆိုရင်ဒါအောင်မြင်သွားပြီအဲ့တော့ screen shot ကဒါလူကြီးမင်းတို့အမှတ်ထားမှာ screen shot အရေးကြီးတယ်ပေါ့နော်အဲ့လိုငွေလွှဲပြီးသွားပြီဆိုလို့ရှိရင်ဆရာတို့ ်ဗျောင်ကြီးပေါ့နော်ဗျောင်ကြီးပဲပါတဲ့ဟာကိုတွားပြီးတော့မပို့ပါနဲ့ခုနဆရာပြပြတဲ့လုပ်ငန်းစဉ်ပြေစာပေါ့နော်အော်တိုစိတ်ထဲမှာရောက်သွားတယ်ပေါ့နော်ဆရာတို့ဒီလိုအော်တိုစိတ်ထဲမှာရောက်သွားတယ်လုပ်ငန်းစဉ်ပြေစာနော်ဒီလုပ်ငန်းစဉ်ပြေစာဒီမှာကိုယ့်ရဲ့ gallery ထဲမှာရောက်သွားပြီပေါ့နော်ဒီပြေစာကိုဒါကိုယ့်ရဲ့ gallery ထဲကိုရောက်သွားပြီဒီပြေစာကိုပို့ပေးရမှာပေါ့နော်ဆရာတို့ဒီပြေစာအသက်ပဲနော်ဒါဝယ်သူတွေကတ်ဆက်มาဒီပြေစာအသက်ပဲဒီပြေစာမပို့ဘဲနဲ့တစ်ဖက်ကငွေလက်ခံတဲ့သူကဆရာတို့စစ်လို့မရဘူး ဒီပြည်စာကိုပို့မှဒီမှာဒိတ်တွေပါတယ်အချိန်တွေပါတယ်လုပ်ငန်းစဉ်လှုပ်ဆောင်မှုအမှတ်တွေပါတယ်လှုပ်ဆောင်မှုအမျိုးအစားတွေပါတယ်ဒီမှာနာမည်တွေပါတယ်ပမာဏ happy money နော်ဒီနေရာမှာလည်းမှတ်ချက်နေရာမှာလည်းဆရာတို့က happy money ဆိုပြီးတော့ရေးရမှာပဲနော်ထီထိုးထီထိုးထီဝိုးထီဝိုးထီထိုးထီထိုးတဲ့အချိန်လုံးမရေးပါနဲ့ happy money လို့ပဲရေးပါဘာလို့ဆိုထီထီဝိုးထီဝိုးထီထိုးထီထိုးဆိုဆရာတို့အနေနဲ့များတယ်နော်အဲ့ဒါကိုဆရာအပိုင်းတက်အနေနဲ့တက်ဆက်ပေးလိုက်ပါတယ်နော်အပိုင်းတက်အနေနဲ့တက်ဆက်ပေးလိုက်ပါတယ် နော်နောက်ထပ်လိုအပ်မဲ့အရာလေးတွေကိုဆရာအပိုင်းနဲ့အပိုင်းသုံးအနေနဲ့ဆရာအပိုင်းပိုင်းလေးတွေခွဲပြီးတော့တက်ဆက်ပေးမယ်ပေါ့နော်အဲ့တော့ဒါအပိုင်းတစ်အနေနဲ့တက်ဆက်ပေးလိုက်ပါတယ်ဒီ screen shot ကိုဆရာတို့တည်တည်ချာချာဆောင်ရွက်ပါ နော်အဲ့တော့ခုနအဆင်ဆင်လေးတိုင်းတွားမယ်ဆိုရှင်ဒီပြေစာကကိုယ့်ရဲ့ဓာတ်ပုံ airband ထဲမှာရောက်နေလိမ့်မယ်နော်ဒီမှာကိုယ့်ရဲ့ဓာတ်ပုံ airband ထဲမှာအလိုအလိုတယောက်ရောက်နေလိမ့်မယ်တင်စီပြီးသားဖြစ်သွားလိမ့်မယ်ပေါ့နော်အဲ့တော့ဒါကပထမပိုင်းကိုဆရာတင်ဆက်ပေးလိုက်ပါတယ်เนาะကဲအဲ့တော့နားမလည်တာရှင် comment မှာပြန်မေးသွားပါเนาะဆရာအောင် အဆင်ပြေကြပါစေဆရာရဲ့ကတ်ဆက်မှာလည်းအဆင်ပြေကြပါစေအရေးကြီးတယ်နော်မှတ်ထားပြီနော်အွန်လိုင်းပေါ်မှာဈေးဝယ်လို့ရှိရင်ဆရာဆိုင်ဝန်ကိုမှမဟုတ်ဘူးဘသူကိုပဲငွေလွှဲပြီးရင်ပဲဖြစ်ဖြစ်ဒီပြေစာပို့ပါဒီပြေစာပို့ပါနော်အရေးကြီးတယ်နော်ဘသူကိုပဲငွေလွှဲပြီးရင်ပဲဖြစ်ဖြစ်ဒီပြေစာလေးပို့ပါလို့เนาะအရင်အရေးကြီးပါတယ်စိုင်မှာသွားလွှဲရဆိုရင်လည်းတောင်းပါလို့เนาะစိုင်နေစိုင်ကဟိုငွေလွှဲတဲ့သူကိုတောင်းပေးပါကျွန်မကိုပြေစာလေးဓာတ်ပုံရိုက်ခွင့်ပေးပါဆိုပြီးတောင်းပါအဲအရင်အရေးကြီးပါတယ်เนาะ ကဲကျေးဇူးများကြီးတင်ပါတယ်ဒီလောက်ဆိုနားလည်လောက်ပြီးချင်ပါတယ်เนาะ